အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကမလက်တိုနင်လို့ခေါ်တဲ့အိပ်ပျော်စေတဲ့ဆေးအမျိုးအစားအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီဆေးကအသက်ကြီးတဲ့လူတွေအိပ်မက်ပျော်တာဖြစ်လာလို့ရှင်အသုံးပြုလို့ရပါတယ်တကယ်တော့မလက်တိုနင်ကခနာကောကနေလဲထုတ်ပါတယ်ခနာကောရဲ့ပီနီယယ်ဂလန်လို့ခေါ်တဲ့အုံနောက်ထဲမှာရှိတဲ့အစိတ်ပိုင်းတစ်ခုကနေပြီးတော့ဒီဟော်မုန်းကိုထုတ်ပေးပါတယ်အသက်ကြီးလာပြီဆိုရင်တော့ဒီဟော်မုန်းကနည်းသွားတတ်တယ်ဒါကြောင့်မို့လို့ အသက်ကြီးတဲ့လူတွေအိတ်မပြောင်းရင်ဒီဆေးကိုတောက်လို့ရပါတယ်ဒီဟော်မုန်းကဘာကိုလုပ်ပေးလဲဆိုလို့ရှိရင် तू ကအိတ်ပြော်ရာနဲ့နိုးထတာကိုလုပ်ပေးတာဖြစ်ပါတယ်ဥပမာပေးရမယ်ဆိုလို့ရှိရင်အိတ်တော့မဲ့အချိန်ရောက်လာပြီညဘက်ရောက်လာပြီဆိုတာနဲ့ဒီဟော်မုန်းကများလာပါတယ်ပြီးတော့အိတ်ပြော်အောင်ပြုလုပ်ပေးပါတယ်အဲပြီးတော့မနက်ပိုင်းရောက်ပြီဆိုရင် ဝန်းလင်းလာပြီဆိုလို့ရှိရင်ဒီဟော်မုန်းကနည်းသွားပါတယ်အဲ့ဒီခါမျိုးမှာလူကနိုးလာရခြင်းဖြစ်ပါတယ်အဲဒီလိုနဲ့ဒီဟော်မုန်းကအလုပ်လုပ်တာ ဖြစ်ပါတယ်ဒီဟော်မုန်းကိုဆေးအခဲအနေနဲ့လာလာရှိတယ်ကပ်ဆူးဆေးတောက်အနေနဲ့လာရှိတယ်အဲဆေးအရင်အနေနဲ့အာမျိုးလည်းရှိပါတယ်ပုံစံမျိုးစုံနဲ့လာတယ်အဲကက်နဲ့လာတာရှိတယ်လို့ဆေးဘူးနဲ့လာမျိုးလည်းရှိပါတယ်ပြားအနေနဲ့ဆိုရင်လည်းဈေးကွက်ထဲမှာတော့အများအဖြစ်3 mg အနေနဲ့ တွေ့ရများပါတယ်ဒါပေမဲ့1 mg 10 mg ဒီလိုဆေးပြားတွေအနည်းနဲ့လဲလာပါတယ်ဒီမလတ်တောနင်းကိုဘလို့ယောဂတွေမှာဘလို့အခြေအနေတွေမှာအသုံးပြုလို့ရလဲဆိုရင်အိမ်မပြောတဲ့အခြေအနေမှာအသုံးပြုလို့ရပါတယ်ဒီဆေးတောက်မှဆိုလို့ရှင်အိပ်ပြော်ဖို့အထောက်အပံ့ပြုမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ time zone မတူတဲ့နေရာကိုရောက်သွားတဲ့အခါမှာဖြစ်ပါတယ်ဥပမာအဖြစ်ကဘာရဲ့ အနောက်ချမ်းနေပြီးတော့ကဘာရဲ့အခြေခြမ်းကိုရောက်လာတဲ့အခါမျိုးမှာ time zone အချိန်ဇုံကမတူတော့ပါဘူးအဲ့ဒီခါမျိုးမှာအိမ်မပြောတာမျိုးဖြစ်တတ်ပါတယ်ဒီလိုအခြေအနေတွေလည်းဒီမလတ်တွန်နေဆေးကိုတောက်လို့ရပါတယ်အဒါပြေုံမှာညာဘက်အလုတ်လုတ်တဲ့လူတွေလည်းဒီဆေးကိုတောက်လို့ရပါတယ်ဒါပြေုံမှာအိပ်ပျော်ဖို့ခတ်နေတဲ့လူတွေလည်းဒီဆေးကိုတောက်လို့ရပါတယ်ဒါပြေုံမှာ autism ဖြစ်နေတဲ့ကလေးတွေလည်း အိမ်မက်ပြောတာဖြစ်နေခဲ့မယ်ဆိုရင်ဒီစိတ်ကိုတောက်လို့ရပါတယ်အနောက်တစ်ချက်တစ်ခုကတော့အသက်ကြီးတဲ့လူတွေမလက်တောနေဟော်မုန်းနှဲသွားတဲ့အခါမှာအိမ်မက်ပြောတာဖြစ်တဲ့အခါမှာဒီစိတ်ကိုပုံမှန်အနေနဲ့တောက်လို့ရပါတယ်ဒီစိတ်ကိုဘယ်လိုတောက်အောင်လဲဆိုလို့ရှိရင်1 mg ကနေပြီးတော့5 mg ကိုလူရဲ့အခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်က လိုအပ်တဲ့ပမာဏကိုတောက်ရမှာဖြစ်ပါတယ်တောက်တဲ့အခါမှာအေးရမဝင်ခင်နိုင်ဝက်တနိုင်လောက်ကြိုပြီးတော့တောက်ရမှာဖြစ်ပါတယ်ခလင်းငယ်တွေဆိုလို့ရှိရင်တော့ဆရာဝန်ညွှန်ကြားချက်နဲ့တောက်တင်ပါတယ်လူကြီးတွေကတော့အများအဖြစ်ဆရာဝန်ညွှန်ကြားချက်မလိုပါဘူးတေချာသိကျင်တယ်ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့တောက်ရမှာဖြစ်ပါတယ်အော်ဒီစေးရဲ့ beta studio တွေကဘာတွေဖြစ်တယ်လဲဆိုရင်တခါတည်းရင်မှာ နှုံးတာဖြစ်တတ်ပါတယ်။ခေါင်းကိုက်တာဖြစ်တတ်ပါတယ်။ခေါင်းမူတာဖြစ်တတ်ပါတယ်။ပြူတာမျိုးလည်းဖြစ်တတ်ပါတယ်။အဲတခါတလေမှာတော့အိမ်မက်ဆိုမတ်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ဒါတွေကအများအဖြစ်ရိမ်းမဆိုးတတ်ဘူးခဏတစ်ဖြုတ်ပဲဖြစ်မှာဖြစ်ပါတယ်။အဲ့တော့ဒီစေတောက်ပြီဆိုလို့ရှိရင်ဘလို့ချက်တွေတတိထားဖို့လိုလဲဆိုလို့ရှိရင်တော့ဒီစေတောက်ပြီးတဲ့အချိန်မှာရင်မောင်းတာမျိုးတော့မလုပ်သင့်ပါဘူး။ကားမောင်းတာ၊ဆိုင်ကမောင်းတာဒါမျိုးဆိုလိုတာဖြစ်ပါတယ်။ တကားပြင်မှာတင့်မှာအဲစစ်ကြောကရှိမယ်အတက်ယောကရှိမယ်ဆိုရင်တော့သတိထားပြီးတော့သုံးသင့်ပါတယ်ဆရာ ਉਹ နဲ့တိုင်ပင်ပြီးမှအသုံးပြုပါသင့်ပါတယ်ဒါပြင်မှာအရက်နဲ့တွဲပြီးတော့မတောက်သင့်ပါဘူးဒါပြင်မှာကိုမွန်ဆောင်နေလူတိုင်မိခင်နေဆိုလို့ရှိရင်ဆရာ ਉਹ နဲ့တိုင်ပင်ပြီးမှ တောက်သင့်ပါတယ်ရေးကြည့်တဲ့အချက်အနေနဲ့ကဒီဆေးကိုတောက်တဲ့ ခါမှာကျွန်တော်တို့ကမီးမိတ်ဖို့လိုအပ်ပါတယ်မီးကလဲနေမှာဆိုလို့ရှိရင်ဒီဆေးကကောင်းကောင်းအလုံးမလုတာမျိုးဖြစ်တတ်ပါတယ်ဒါပြေုံမှကောင်းမွန်စွာအပြည့်နိုင်ဖို့အတွက်မအိတ်ခင်မှာဖုန်း TV ကြည့်တာမျိုးကိုရှောင်ရှားတက်ပါတယ်ဖုန်း TV မှာထွက်တဲ့အလင်းတွေကအိတ်မပြောတာဖြစ်စေပါတယ်ခုကျွန်တော်ပြောသွားတဲ့အချက်တွေကကြာတော့ လက်တိုနင်လို့ခေါ်တဲ့အိပ်ပျော်စေတဲ့ဟော်မုန်းစေးမျိုးစားကြောင်းဖြစ်ပါတယ်။ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်။သိချင်တာရှင်လဲကွန်မန့်မှာမေးလို့ရပါတယ်။ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လဲ subscribe လေးလုပ်ပေးကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။